။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာစိတ်ခွေတက်ကအင်းစည်းကားတွေနဲ့ပေါ်တာလိုက်ဆွဲနေပြီးတော့လူငယ်တွေအများပြားဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ23ရက်နေ့ညနေပိုင်းကစစ်ခွေးတပ်ဟာမုံရွာမြို့ပေါ်နေရအနှံ့မှာပေါ်တာလိုက်ဆွဲခဲ့ပြီးတော့ဆိုင်ကယ်ရီတွေမကဘဲနဲ့ကားပေါ်မှာပါလာတဲ့လူငယ်တွေကိုပါအတင်းဆွဲခေါ်သွားတယ်လို့မြို့ကန်တွေကပြောပါရယ်အင်စည်းကားတွေနဲ့ပတ်ဖမ်းနေတာဆွဲခံရတဲ့သူတွေတော်တော်လေးကိုပတ်သွားတယ်လို့မြို့ကန်တအုပ်ကအတိအပြုပြောပြထားပါရယ်စစ်ခွေးတပ်ဟာမုံရွာမြို့ပေါ်က နန္ဒဝင်းအေးရိတ်သာလန်ပြည်တော်စုလန်စတဲ့လန်နေပေါ်မှာပေါ်တာဆွဲခဲ့တာဖြစ်ပြီးတော့ဆိုင်ကယ်နဲ့တည်းမကပဲအန်စာတုံးကားပေါ်မှာပါလာတဲ့လူငယ်တွေကိုပါဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ပေါ်တာဆွဲခံသူအရေးအတွက်ကတော့အတိအကျမသိရသေးပါဘူးပေါ်တာဆွဲခံတဲ့သူတွေကိုတော့စူပေါင်းရုံးဘက်ကိုခေါ်သွားတယ်လို့သိရတယ်ရှေခွတ်တက်ဟာပြီးခဲ့တဲ့သတင်းချုပ်ကာလာတုံးကလည်းပျော်ပွဲရှင်ပွဲတွေကိုအယောင်ပြလုတ်ပြပြီးတော့ပွဲကနေပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ် ။လာမဲ့တစောင်းတိုင်းကာလမှာလဲဆွေခွေးတက်ကမုံရွာမြို့ပေါ်မှာပျော်ပွဲရှင်ပွဲတွေကိုလှုပ်ပေးပြီးတော့လူဖမ်းပွဲတွေကိုပြုလုပ်နေတယ်လို့စီစဉ်နေကြောင်းမြို့ကန်တွေကပြောပါတယ်။အာနာသိန်းဆွေခွေးတက်ဟာလက်ရှိစစ်မှုန်းအပတ်စဉ်18ကိုစတင်နေပြီးတော့အပတ်စဉ်19အတွက်ကြိုတင်ပြီးတော့လူစုဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။